မင်္ဂလာပါမျိုးတွေကျွန်မမဘတို့မှာသေးပါရှင်ဒီနေ့နောက်25ခုနှစ်ဧပြီ16ရက်နေ့ဖြစ်ပါတယ် စကိုင်းတိုင်းအင်းတော်မြို့ကို KIA နဲ့ PDF အဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဆိုပြီးတော့အောင်ပွဲခံနေတာတွေ့ရတယ်။ဆိုတော့စကိုင်းတိုင်းထဲမှာစီးရဲချင်းတွေများဘလို့ရှိလဲလူ جماعه လေးတာချိတဲ့ခါကြတော့ရွှေဘူခရိုင်တည်ရင်လေးဆိုတဲ့ PDF အဖွဲ့ကသူတို့ PDF တွေကိုအားပေးထောက်ခံတဲ့အကြေးရွာတွေမှာလုံခြုံရေးယူပြီးကင်းဆောင်ပေးပါမယ်ဆိုပြီးတော့ရွာထဲမှာရှိတဲ့ပြည်သူပိုင်ပစ္စည်းတွေကိုအခုမကျန်လက်နက်အားကိုးနဲ့ဓားမြတိုက်သွားရတဲ့အတွက်အဲဒီရွှေဘူခရိုင်တည်ရင်လေးကိုသူတို့ PDF တွေကိုထောက်ခံတဲ့လူတွေကိုယ်တိုင်ကခွေးမ ောင်းတို့လိုမောင်းထုံနေတာတွေ့ရတယ်။အဲ့ဒီရုပ်သက်ပိုင်းကိုလည်းကျမရဲ့အကောင့်ထဲမှာတင်ထားပါရဲ့ကြည့်ကြည့်လဲလို့ရှိရင်ဝေကြည့်လို့ရပါတယ်။နောက်ခုကြတော့မင်းကင်းမင်းကင်းမှာဆိုလို့ရှိရင်လည်းဒီလိုပဲပါကဖာပါလာဖာပါအာဖာဆိုလဲပါသုံးလုံးအဖွဲ့ကိုပါသုံးလုံးမိခံပြီးတော့ပြည်သူလူထုကိုဂုတ်သွေးဆုပ်အမျက်ကြီးထုတ်ပြီးတော့တော်လည်းအမိခံကစစ်စည်းဝါးရင်လုပ်နေတဲ့အတွက်သူတို့ပြည်ရဲတွေကိုသူတို့ပါတော်လုံးကိုအားပေးထောက်ခံတဲ့လူတွေအကိုတိုင်းကကန့်ကွက်ဆန္ဒပြနေကြတာတွေ့ရတယ်။ ကျွန်တော်ရှိမှလည်းပဲဒီလိုပဲဥပမာကိုယ်ပလဲမောင်အသက်ခံရတယ်မှုကိုယ်ပလဲမောင်ဆိုတာကတို့ PDG ကြီးဂျမ်ဘော်ဒီဂျမ်ဘော်ကမှအချင်းချင်း ပလဲမောင်ဆိုတဲ့လူကို NLD ပါတီလွှတ်တော်မဲ့ဇော်ထက်ဆိုတဲ့လူကတပ်ပလိုက်တယ်လူတက်ပြီးအလောင်းဖြောက်လိုက်တယ်အဲ့ဒီအတွက်လေကိုပလဲမောင်အမှု အမှုမဲ့ဖော်ထုတ်သေးရေးဒိုးရေးဆိုပြီးတော့ကန့်ကွက်ဆန္ဒပြမှုတွေရှိခဲ့ကြတယ်။တော့ဒီကဒီလိုပဲစကိုင်းတိုင်းကောလင်းမှာဆိုလို့ရှိရင်ဒီလိုပဲဝင်းသူကောလင်းမှာရွှေလုတ်ွက်တွေရှိတယ်။အဲ့ဒီရွှေလုတ်ွက်တွေမှာရွှေတွေတူးဖော်ပြီးတော့နော်ရွှေတွေတူးဖော်ပြီးတော့ရံပုံငွေတွေကိုကြေးရွာမှာအတွက်ကြေးရွာအတွက်အသု ံးမပြုတ်ပဲနဲ့သူတို့ပကဖားပြီးပလာဖားပြီးပအဖားပြီးပသုံးလုံးကြီးကိုကျိုးအတွက်အသုံးပြုနေလို့ဆိုပြီးတော့ဒီစကိုင်းတိုင်းကောလင်းဝင်းတို့မှလည်းပဲအဲ့ဒီ PDF ကိုအားပေးထောက်ခံတဲ့လူတွေကိုယ်တိုင်ကအကန့်ဝက်ဆန္ဒပြခဲ့တဲ့အမှုတွေမျိုးများစွာရှိခဲ့တယ်။နောက်ဆိုနောက်တစ်ခုအင်းတို့ကတို့တိုက်ခတ်သိမ်းပယ်လိုက်ပြီးဆိုတော့သူတို့စကိုင်းတိုင်းကမှဘယ်လိုများတိုက်ပွဲချင်နေရှိလဲဆိုပြီးဒီမှာတိုက်ပွဲတရင်တွေကိုလည်းနားဆွင့်ကြည့်တယ်။တိုက်ပွဲတရင်တွေကိုနားဆင်ကြည့်တော့ဘာကိုတွေ့ရလဲဆိုတော့စင်ကူစင်ကူဆိုတော့လက်ပတ်လာစင်ကူလက်ပတ်လာကိုတက်မြောက်ကနေမကြာခဏတိုက်ခိုက်ရအောင် များတို့ပြရရင်မယ်။ဘာကြောင့်လဲဆိုတော့ကျွန်မအရင်ထဲကလည်းပြောပါတယ်။စင်ကူလက်ကလက်ပံလှမှာရွှေရီလုတ်ကွက်တွေရှိတဲ့အတွက်တော်လည်းရေးအမိခံပြီးတော့လက်နက်ကင်ပြီးတော့နိုင်ငံတော်ရဲ့အတင်အစားတွေကိုကိုကျွေးတဲ့အသုံးချနေလို့ဖြစ်တယ်။နော်အဲ့ဒီစင်ကူမျိုးနဲ့ကြီးတောက်ပေါက်ရွာစာတင်ကောင်းကိုတဲ့စစ်ကောင်စီကပုံကျဲသွားတဲ့အတွက်အရက်သား၆ဦးထိခိုက်ဒဏ်ရာရပါတယ်ဆိုပြီးတော့ပြေးဖြတ်မိတာလေးမှလောင်မြိုက်နေကြတယ်။အရက်သားလိုတုံးသွားတယ်။နော်နောက်တစ်ခုခြေတကျ ရေတကြုံမြို့နယ်မှာဆိုလို့ရှိရင်လေရေတကြုံမြို့နယ်ဗလာမကျေးရွာကိုစက်ကောင်စီတပ်ကဖုံးကျဲလို့အရက်သားသုံးဦးထိခိုက်ဒဏ်ရာရသွားပါတယ်အရက်သားတွေပဲတည်ပြန်နေ နောက်ထပ်ဝက်လက်ဝက်လက်မျိုးကိုစက်ကောင်စီကလေးချောက်တက်ခိုက်လို့အရက်သား၄ဦးတည်ဆုံးသွားပါတယ်။ဘယ်မှာပဲတိုက်ပွဲဖြစ်ဖြစ်ပြည်ပြမိသားစုနဲ့ပြည်ပအုပ်စုတွေရေးသားဖော်ပြမှုတွေမှာကြတော့အရက်သားပြည်သူတွေတည်ဆုံးသွားတယ်လို့ပဲသူတို့ရေးသားကြတယ်။ဆိုတော့ဘယ်နောက်မှာတိုက်ပွဲဖြစ်ဖြစ် PTA တွေနဲ့ဘာသုံးလုံးတွေကတိုက်အောင်မှမတည်ဘူးဆိုတဲ့သဘောကိုတတ်ရောက်တယ်။ဟောကျွန်မစဉ်းစားမိတယ်ဒီကောင်တွေကကိုပြဝိစာတွေများဖြစ်နေတယ်လို့လား။ဒါမှမဟုတ်ရှင်အဲ့ဒီ PTA တွေနဲ့ဘာသုံးလုံးကိုအနုကြီးကစံမာရေးဝင်ကြီးစောဝေဆိုးကမတည်စင်းများထိုးပေးထားလို့လား။ ဒါမှမဟုတ်เนาะဒေါ်စကြည်အနာရခဲ့စဉ်ခါကရန်ကုန်မြို့တော်ဝင်ဖြိုးမင်းသိန်းနဲ့เนาะရန်ကုန်ဝင်ကြီးချုပ်ရန်ကုန်နားဝင်ကြီးချုပ်ဖြိုးမင်းသိန်းနဲ့ရန်ကုန်မြို့တော်ဝင်ဦးမောင်အောင်စုကမြေအောင်မြို့တော်ကြီးကိုတိကျောက်မယ်ဆိုပြီးနိုင်ငံ ဘဏ္ဍာငွေတွေဘတ်ဂျက်တွေကိုထုတ်ယူသုံးစွဲခဲ့တယ်ဆိုတော့အဲ့ဒီမြေရောက်မြို့တော်ကြီးကိုသခိုင်းတိုင်းမှာမြောက်သွားပြီးစောက်ထားသလားသခိုင်းတိုင်းမှာမြေရောက်မြို့တော်ကြီးစောက်ထားတဲ့အတွက်အဲ့ဒီတက်မတော်ကနေပြီးတော့လေချောင်းကနေလာပြီးဘုံချဲတဲ့အခါ PDF တွေပါသုံးလုံးတွေကမြေအောင်မြို့တော်ထဲမှာဝင်ပုံနေတဲ့အတွက်တယောက်မှမသိတာလားလို့ကျွန်မစဉ်းစားမိတယ်နော်ဆိုတော့ကပြည်ဖြတ်မိသားစုကိုယ်တိုင်မှာပြည်ဖြတ်တွေကိုယ်တိုင်ကအယက်တာအယက်တာပြည်သူပြည်သူလို့သုံးနေပြီဆိုရင်ခင်ဗျားတို့သဘောပေါက်မယ်ထင်တယ်သူတို့ပြောတဲ့အယက်တာတွေသူတို့ကိုထောက်ခံတဲ့လူတာဖြစ်တယ်သူတို့ကိုမထောက်ခံတဲ့လူတွေဆိုလို့ရှိရင်သူစောတိနဲ့တလန် န်းလို့သူတို့နှစ်ခုလို့ပဲသတ်မှတ်ကြတယ်။ဆိုတော့နောက်တစ်ခုကချောင်းเนาะမန္တလေးနဲ့တပေချင်းမြို့နယ်ချောင်းကျေးရွာကိုဆက်ကောင်ကြီးတက်ကတိညာအကျိုးရဲ့နေမှာတဲ့လေချောင်းကနေပုံချက်တိုက်ခိုက်တဲ့အတွက်အရက်သားတွေထိခိုက်ဒဏ်ရာရကုန်ပါတယ်။အဲ့ဒီထိခိုက်ဒဏ်ရာရတဲ့အရက်သားတွေကိုယနေ့အချိန်မှာ ကုသဆရာဆေးဝါးတွေပြက်လက်နေတဲ့အတွက်အင်မတန်မှဒုက္ခရောက်နေပါတယ်။ဆိုတော့တပေချင်းမြို့နယ်ချောင်းကျေးရွာကိုတက်မတော်က2025ဧပြီ23ရက်နေ့မှာလေချောင်းကနေပုံချက်သွားတယ်လို့ပြောတယ်။ ဆိုချောင်းကြီးရွာတိုက်ပွဲနဲ့ပတ်သက်လို့စစ်တပ်မှာလေရင်စင်မရှိတော့ဘူးလို့ပြောခဲ့တာခင်ဗျားတို့ကိုယ်တိုင်လည်းရုပ်သံပိုင်းတစ်ခုကျွန်မဖွင့်ပြမယ်ခင်ဗျားတို့ကိုယ်တိုင်နားထောင်ရှင်းသိပါလိမ့်မယ်အဲ့တော့ကျွန်တော်မှလည်းမိသားစုရှိမှဆိုလို့ပြောရင်ခင်ဗျားမှလည်းမိသားစုရှိတယ်အဲ့တော့အဲ့တော့ဘာမဲ့ရေမိုးကြီးတို့ဘက်ကအနေနဲ့တော့ကျွန်တော်တို့အခုကျွန်တော်တို့ဒီမှာရှိတဲ့ရေမိုးကြီးကိုစောင့်နေရတူတူအမှလဲဝင်မှုအဲ့ဒီပေါ်ရဲတပ်သားရဲတပ်ဖွဲ့တွေကလဲဝင်နိုင်မှုကျွန်တော်တို့အောက်မှာစောင့်နေတယ် ဟုတ်ပါပြီ။အေးစစ်စစ်လက်လက်ချပြီးဆင်းခဲ့ပါနော်။ဟောကျွန်တော်အဲ့ဒါလုံးနိုင်မှာမဟုတ်ဘူးဗျ။လုံးမှာလည်းမဟုတ်ဘူး။အဲ့လိုမျိုးလည်းကျွန်တော်စဉ်းစားမထားဘူး။တွေးလည်းတွေးမထားဘူး။ဒါကြောင့်ငါ့အကူကိုတိုက်မယ်ဆိုရင်နှစ်နာရီတည်းစောင့်နေတိုက်တာတက်။ဟုတ်ပြီနော်ကို။ကျွန်မစဉ်းစားအောင်တော့ရမင်းကြီး။ကျွန်တော်စဉ်းစားမှာမဟုတ်ခင်ဗျားတို့ကစဉ်းစားအောင်မှာ။ခင်ဗျားတို့စဉ်းစားမှာဆိုတာနှစ်ပေါင်းလုံခဲ့တဲ့နှစ်80လောက်ကလေးကတီလာတဲ့ရွာအပြက်ခံမလား အဲ့တော့အပြက်ခံမလားခင်ဗျားတို့ကြောင့်ပြက်တာနော်ဒါကျွန်တော်ရွာလဲငကူကလေးကျွန်တော်ပြောပြီးသားရွာထဲမှာတိုက်ပွဲမပေါ်နဲ့အပြင်မှာကျွန်တော်ဟိုကျွန်တော်တို့တိုက်ပွဲဖြစ်တာစစ်တမ်းခါတုံးမှာမကဘူးကျွန်တော်တို့ဖြစ်တယ်ကျွန်တော်တို့ဘယ်ဘူးမှဘာမှမပြောဘူး အဲရွာပြင်မှာဖြစ်တာကျွန်တော်တို့ယောက်ျားယောက်ျားပြည်ပြီးခင်ဗျားလည်းယောက်ျားချုပ်လည်းယောက်ျားပြင်မှာဖြစ်တာဘာမှဖြစ်ဘူးဒီမိရောက်ွက်ထက်မှာကျွန်တော်ဘယ်တော့မှတိုက်ွက်မဖော်ခဲ့ဘူးဘယ်တော့မှလည်းကျွန်တော်ဒီဘယန်းကားကမလုပ်ခဲ့ဘူးအဲ့တော့အခုလောက်တာကျွန်တော်တို့တာဝန်မရှိဘူးဒါတော့ခင်ဗျားကိုဂျူတင်ရွာကိုလည်းဂျူတင်တည်ပေးထားတယ်အဲဂျူပြီးတော့လည်းလုံခဲ့တဲ့၈လလောက်ကလည်းကျွန်တော်ဂျူတည်ပေးထားတယ်ဒါခင်ဗျားတို့တိုက်ွက်ဖော်လို့ဖြစ်တဲ့ကိစ္စပဲကျွန်တော်တို့လည်းမဆိုင်ဘူးအဲ့တော့ဖြစ်လာတဲ့ပြဿနာအားလုံးခင်ဗျားတို့ပဲတာဝန်ကမှကျွန်တော်တို့လည်းမဆိုင်ဘူးကျွန်တော်တို့မှလည်းကျွန်တော်ကျွန်တော်တို့ဖြစ်စီကျွန်တော်ရှိပြီးသား ဟုတ်ပြီနော်ကျွန်တော်တို့ကတိုက်တော့ဖော်တာမဟုတ်ဘူးလေရဲမှုရရဲမှုရောအေးဖြည်းဖြည်းလက်လက်ချပြီးအောက်ကိုဆင်းလာရင်ကျွန်တော်တို့ကဒါလေးအကုန်လုံးပြီးသွားပြီလေကဲအဲ့လိုဆိုရင်ကျွန်တော်ပြောမယ်လေခင်ဗျာလင်းနဲ့လာပြီးဘုံမကျဲပါဘူးလို့ခင်ဗျာအမခံနိုင်သလားရဲမှုရဘက်ကဆက်တွယ်လာတာမရှိဘူးဆိုရင်တော့ဒါမှမဟုတ်ရဲမှုရဘက်လင်းနဲ့လာဘူးကျွန်တော်ကကြည့်ထားပါတော့အဲကျွန်တော်မပြောနေပါခင်ဗျာတို့ပြောရတဲ့ကျွန်တော်လင်းနေရတော့ရဲမှုဘာမှမမျှော်လင့်ဘူးဘာမှမမျှော်လင့်ဘူးကျွန်တော်တို့ကတသက်မှာတစ်ခါပဲတည်မှာဂုံတိကရှိရှိတည်မယ်အဲ့တော့အဓိကပြောချင်တာခင်ဗျာပြောခင်ဗျာတို့လည်းပူပါမယ် ီအဲ့တော့ဒီပါကိုခမရုံးနဲ့ကဲဟုတ်ပြီအတူတူဟိုဟိုကာကွယ်တယ်ဟုတ်ပြီအဲ့တော့လင်းနဲ့ဘုံမကျဲလို့ခမရအမခံလားရံငွေရံငွေမင်းကြီးရေမရှိတော့ဘူးအမရံငွေရဘိုင်းမျိုးလင်းရတော့ဟိုမှာမိုးကောက်တို့မိုးကောက်တို့မတရားတို့နောင်ချိုးတို့တော့မသွားနိုင်မလာနိုင်တဲ့ဥစ္စာကိုရံငွေရဘိုင်းမျိုးလင်းနေရတော့အမရရတယ်ကိုငါကတော့အခုလိုပြောပြတဲ့တော့လေကျေးဇူးတင်တယ်အဲလင်းစီရှိမရှိရခဏနေသိရမှာပဲလေနော် အဲလင်းစီရှိမရှိရခဏနေသိရမှာပဲလေနော်လင်းစီရှိမရှိဆိုတာခဏနေသိရလိမ့်မယ်တဲ့ဒါ2024လေးတဲ့ကအချောင်းကြီးရဲစကန်ကရဲစကန်မှုပြောခဲ့တဲ့အတန်းပိုင်းဖြစ်တယ်အခုလောက်ဆိုရင်တော့လင်းစီရှိမရှိဆိုတာသိတော့ပြီးထင်တယ်ဒီညမှာဘာလို့တွေ့ရလဲဆိုလို့ရှိရင်နော်နိုင်ငံရဲ့ဝန်ထမ်းတွေရဲ့နော်တတိပြတိသူတို့ရဲ့ ရင်းရင်းနဲ့စိတ်ထဲနဲ့ခံယူချက်ကိုတွေ့ရတဲ့အင်ဗရန်မှာလည်းလေးချောက်ဂုဏ်ယူရပါတယ်။နောက်တစ်ခုကြတော့အဲ့ဒီ PDF ကောင်ပြောသွားတာကအာဆက်ကောင်စီမှာလေးရင်းစီမရှိတော့ဘူးလေ။သူတို့ဘာလို့ပြောလဲဆိုလို့ရှိရင်သူတို့အားပေးထောက်ခံနေတဲ့အန်နူဂျီတို့နော်သူတို့အားပေးထောက်ခံတဲ့ BOA BBC မြစ်စည်းမှခေတ်သစ်မြန်မာနောက် AR အဲ့ဒီလိုပြည့်ဖက်မိရရင်လည်းပန်ဆယ်လိုလို့လော်ဘီတွေပါဇက်ကသူတို့ကိုပျော်လေးချက်အမှားတွေ for host ပေးခဲ့တဲ့အတွက်ဖြစ်နေ။အဲ့ဒီ PDF တွေနဲ့သူတို့ကိုထောက်ခံတဲ့ပြည့်ဖက်အားပေးတွေဘဝက လက်လက်နဲ့တက်လို့သေးရတာမဟုတ်ဘဲနဲ့တရင်နဲ့တက်လို့သေးရတာဖြစ်တယ်။ကျွန်မထပ်ပြောမယ်။အဲ့ဒီချောင်းကြီးမျိုးနဲ့တိုက်ပွဲမှာတိုက်ဆုံးသွားတဲ့ PDF တွေနဲ့နော်ဘိုးဘက်ကရောဒီဘက်ကရောထောက်ခံတဲ့အရသာပြည်သူတွေအကုန်လုံးတည်လက်လက်နဲ့တက်လို့သေးတာမဟုတ်ဘဲနဲ့တရင်နဲ့တက်လို့သေးတာ။ဘာကြောင့်လဲဆိုတော့အဲ့ဒီ PDF တွေကိုအပေါ်ကနေတရင်ပေးနေတဲ့လူတွေကိုယ်တိုင်ကတတိအမားရင်းနဲ့မျောလင့်ချက်အမားရင်းပေးနေတဲ့အတွက်အဲ့ဒီလူတွေကတရင်နဲ့တက်လို့သေးရတာဖြစ်တယ်။မျောလင့်ချက်နဲ့တက်လို့ သိရတာဖြစ်တယ်။ဒီနေ့မှာရဲမှုပြောပါတဲ့ဇာတ်ကအရှင်းနဲ့2020လေးတဲ့ကသူကိုယ်တိုင်ပြောခဲ့တယ်ခင်ဗျားတို့နော်လေရင်နဲ့လာပြီးဘုံမကျဲပါဘူးလို့အာမခံရသလားအာမခံနိုင်သလားလို့မေးတယ်ဒါကြောင့်မို့ဒီချောင်းကြီးရွာပြက်ခဲ့လို့ရှိရင်ခင်ဗျားတို့ PDF ဒီရဲ့တာဝန်ဖြစ်တယ်လို့ရင်းရင်းပြသားဆိုတာပြောခဲ့တယ်ဆိုတော့အဲ့ဒီအချိန်ထဲမှာတတိယအမားကြီးမျောနေတဲ့အမားကြီးပြီးခဲ့တဲ့အတွက်ဒီနေ့2025ခုနှစ်တိုင်အောင်ချေမောင်းတုတ်တဲ့ခံရခြင်းဖြစ်ပါတယ် ဆက်နောက်တစ်ခုကဒီမှာပြည်ပြမီယာအီအော်ရဲ့ရေးသားဖော်ပြမှုလေးတစ်ခုပေါ့နော်တရုတ်ကလိုလာရှုံမျိုးပေါ်ကိုစက်ကောင်စီခြေပြန်ချခွင့်ရပါရဲ့ဆိုပြီးတော့ပြည်ပြတွေလောင်မြိုက်နေကြတယ်အေယော်ဒီမီဒီယာနဲ့တခြားသောပြည်တွင်းပြည်ပမှာရှိတဲ့သူတို့ကိုအားပေးထောက်ခံတဲ့လူတွေကတရုတ်ခံလေးစုမှကျုံခံပြီးစည်ခံလာတော့မှ လာရှိုးမျိုးပေါ်ကိုခြေထားခွင့်မရတဲ့အမှုတွေပတ်သက်တွေပြည့်ဖြတ်တဲ့တိလောင်မြိုက်နေတဲ့တံဖြစ်တယ်။ထပ်ပြောမယ်။ MND ရဲ့ဘက်ကသူတို့ကိုသူတို့တရုတ်ဟန်လူမျိုးတွေပါလို့ကြိုးကြော်ထားတာဖြစ်တယ်။ခဏလို့ grant တည်တယ်။ဒါကြောင့်မလို့တရုတ်ဟန်လေးစီမှာကြုံခံရုံနဲ့မဟုတ်ဘူးအသက်တေစရေခံတာတောင်မှလာရှိုးမျိုးပေါ်ကိုခြေထားခွင့်မရအစိုးရပါဆိုပြီးတော့ရုံးဆိုင်ခွင့်မရတဲ့အမှုကြီးနဲ့ဗဒတ်တွေပြည့်ဖြတ်တွေလောင်မြိုက်နေကြတယ်။ လာရှိုးတိုက်ပွဲမှာစတေးခံပြီးတိုက်ခဲ့တဲ့ PDF တွေရဲ့အသက်ကို MNDA ကမသားတလောင်းတရုတ်ရွာနှောင်းပေးပြီးရောကြီးပစ်လိုက်တယ်။အဲ့ဒီပစ်လိုက်တဲ့ရောကြီးကို NUG ကမသားပါဇက်ထဲကပတ်စံကိုမိုက်စားလိုက်